ကဘာပေါ်မှာနံပါတ်၄နေရာအဖြစ်များဆုံးယောဂတစ်ခုကြောင်းသိပြီးပါ යි လားကဘာပေါ်မှာ globally အရာနံပါတ်4နေရာကိုယူထားတာကတိုင်ကောင်းကင်စာဖြစ်တယ်တိမ်ကောင်းကင်စာဆိုတာကအမျိုးသမီးတိုင်းတတိထားတင်တဲ့ယောဂတစ်ခုဖြစ်တယ်။တိမ်ကောင်းကင်စာဘာကြောင့်ဖြစ်တာလဲ။တိမ်ကောင်းကင်စာဆိုတာက Human Papilloma Virus လို့ခေါ်တဲ့ HPV Virus ကူးစက်ခံရမှုကြောင့်ဖြစ်တယ်။ HPV Virus အမျိုးအစားတွေအများကြီးရှိတဲ့ထင်မှာ HPV 16နဲ့18ကတိမ်ကောင်းကင်စာကိုအဓိကဖြစ်စေတယ်။ ဒီ HPV virus အပြင်ကိုတခြားဖြစ်စေတဲ့အကြောင်းရင်းလည်းအများကြီးရှိတယ်။အဲ့ဒါကအမျိုးသမီးတယောက်အနေနဲ့လေမှုဘဝကိုစတင်တာ စောတာဥပမာကိုကအသက်၁၈နှစ်မပြည့်သေးဘဲနဲ့စောစောစီးစီးလိင်ဆက်ဆံမှုပြုတာနောက်ပြီး sexual partner များတာမိမိမှာ multiple sexual partner ရှိနေတာမိမိကိုယ်တိုင်မဟုတ်ပေမဲ့လည်းမိမိရဲ့ partner ကသူ့မှာလိင်ဆက်ဆံမှု အဖော်တွေအများကြီးရှိတာအဲ့လိုမျိုးဆိုလို့ရှိရင်လည်းတင်ကောင်းကင်စာရခိုင်နှုန်းဖြစ်ပါနိုင်ချေမြင်ပါတယ်။နောက်ပြီးဆေးလိပ်တောက်တတာဆေးလိပ်တောက်လို့ရှိရင်တင်ကောင်းကင်စာနှစ်ဆဖြစ်ပါနိုင်ချေရခိုင်နှုန်းမြင်ပါပါတယ်။ကိုဝန်တားဆေးတွေကိုလိုရာထပ်ပို့ပြီးနှိရှေလာများသုံးနေလားသုံးနေမယ်ဆိုလို့ရှိရင်လည်းတင်ကောင်းကင်စာဖြစ်ပါနိုင်ချေရခိုင်နှုန်းမြင်ပါတယ်။ဆိုတော့တင်ကောင်းကင်စာ ဖြစ်လာပြီဆိုလို့ရှိရင်စောစောစီစီလက္ခဏာမပြဘူးဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်ပြီးတော့မှလက္ခဏာစပြီးတော့ပြတာဘယ်လိုလက္ခဏာတွေပေါ်လာတတ်လဲပုံမှန်မဟုတ်ပဲနဲ့သွေးတွေဆင်းနေတာလိန်ဆက်ဆန်တဲ့အချိန်မှာ နာနာချင်းချင်းဖြစ်တာအရန်နာတာပေါ့နော်နောက်ပြီးလိန်ဆက်ဆန်ပြီးသွေးဆင်းတာတခြားအချိန်တွေမှာမိမကူကနေပုံမှန်မဟုတ်တဲ့ရည်တွေထွက်တာအနံ့ဆူဆူတွေဖြစ်တာဒီအရာတွေက တိမ်ကောင်းကင်ဆာရဲ့လက္ခဏာတွေဖြစ်တယ်။ဆိုတော့တိမ်ကောင်းကင်ဆာကိုကာကွယ်လို့ရလားလို့မေးရင်ကာကွယ်လို့ရတယ်။ကာကွယ်ဆေးတွေထိုးလို့ရတယ်မြန်မာပြည်ပါရော။တခြားနိုင်ငံတွေမှာရောကာကွယ်ဆေးတွေကရှိပြီးသား။ကြိုတင်စစ်ဆေးမှုလည်းပြုလုပ်တင်တယ်။အနည်းဆုံး၃နှစ်တခါတော့ပစမီယာယူပြီးတော့စစ်ဆေးတင်တယ်။ဘာကြောင့်လဲဆိုတော့တိမ်ကောင်းကင်ဆာကဆော့ဆော့စီစီလက္ခဏာမပြတဲ့အတွက်ကြောင့်မို့လို့ကိုကနှစ်စဉ်နှစ်တိုင်းစောက်ကြည့်ပြီးတော့ awareness ရှိရှိနဲ့အအနည်းဆုံးပတ်စမီရတော့စစ်ဆေးတင်တယ်မကုတဘူးတိမ်ကောင်းကိစ္စဖြစ်သွားပြီမကုတဘူးဆိုရင်ဘာဖြစ်တယ်လဲသွေးဆင်းများတက်တယ်သွေးဆင်းများပြီးတော့သွေးထွက်လွန်တဲ့အသက်အန္တရာယ်ရှိနိုင်တယ်ကင်ဆာပြန့်ပွားတက်တယ်ကင်ဆာကတဘောကဒီနေရာမှာအကြာကြီးနေတာမဟုတ်ဘူးတခြားနေရာတွေမှာ metastasis လို့ခေါ်တယ်တခြားနေရာတွေကိုသူကပြန့်ပွားတက်တယ်ကိုကတိမ်ကောင်းကင်ဆာအဆဒါပေမဲ့ကိုတိတဲ့အချိန်မှာနောက်ကျပြီးတော့ secondary ဖြစ်တဲ့တခြားနေရာတွေကို cancer cell တွေပြန့်နေပြီဆိုလို့ရှိရင်လည်းနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ရလက်ကမကောင်းတက်ဘူးပေါ့နော်ပြီးတော့ cancer ဖြစ်ပြီဆိုတာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလာတော့မှာအဲ့ဒီခါကျလို့ရှိရင်စိတ်သက်သာတာတွေစိုးရိမ်ဖူးပန်တာတွေတခြား psychological problem တွေအများကြီးဝင်လာတတ်တယ်ဆိုတော့တိမ်ကောင်း cancer ကိုစောစောစီးစီးယောဂကုသမယ်ဆိုလို့ရှိရင်တော့ပြောက်တဲ့နှုံကတော့မြင်မာတာပေါ့နော်ဒါကြောင့်မို့လို့မိမိမှာတိမ်ကောင်း cancer စပြီးတော့ တိလာပြီ ဆိုလို့ရှိရင်မိမိရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါယောဂလက္ခဏာတွေသတိထားမိပြီဆိုလို့ရှိရင်လည်းမိမိရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါအားလုံးပဲမင်္ဂလာရှိသောအနေနဲ့ဖြစ်ပါစေရှင်